ပထမကဘာစင်နဲ့ဒုတိယကဘာစင်မှာနိုင်ငံတော်များများကကိုယ်စီအနိုင်ရရှိဖို့ရာအတွက်ရက်ဆက်တဲ့နည်းလမ်းတွေကိုအသုံးပြုခဲ့ကြပါသည်လီယိုဘီထူးဆန်းတဲ့လက်နက်တွေကိုလည်းထုတ်လုပ်ခဲ့ကြပါသေး။ဒီတော့ဒီလိုထူးဆန်းတဲ့လက်နက်တွေတဲကမိတ်ဆွေတို့အနေနဲ့ဘယ်လိုလက်နက်တွေကိုကြားဖူးပြီးပြီလဲ။ဘယ်လိုလက်နက်တွေကဒီကနေ့ခေတ်ကျွန်တော်တို့အတွက်အထူးဆန်းဆုံးဖြစ်စေတယ်လဲဆိုတာသိချင်တယ်ဆိုရင်တော့ကျွန်တော်အခုတင်ဆက်ပေးမယ့်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုကြည့်အောင်ပါ။ စစ်ပွဲမှာပါဝင်တိုက်ခိုက်ကြမဲ့စစ်သားတိုင်းလူလူကတော့စစ်ကိုဘယ်လိုတိုက်ရမလဲတနက်ကိုဘယ်လိုပြစ်ရမလဲကြီးစံကိုဘယ်လိုထက်ရမလဲဆိုတာသိကြပါတယ်1980ခုနှစ်ဝင်းကျင်တုန်းကတော့ဆိုဖီးယားရုရှားတွေကထူးဆန်းတဲ့လက်နက်အသုံးပြုမှုတွေကိုပြုလုပ်ခဲ့ပါတယ် သူတို့ကသူတို့အတုံးပြုမဲ့ကြီးစံတွေကိုအိမ်မှာကျုပ်ပြုတ်တယ်လို့ပဲပြုတ်ပြီးမှအတုံးပြုလေးရှိပါတယ်1989ခုနှစ်တုန်းကဆိုဖီယာရုရှားတို့ကအာဖဂန်နစ္စတန်တနိုင်ငံကိုကျူးကျော်ပြီးအာဖဂန်နစ္စတန်နိုင်ငံကိုကွန်မြူနစ်နိုင်ငံအဖြစ်ထူထောင်ဖို့အာဖဂန်အစိုးရကိုကူညီခဲ့ကြပါတယ်ဆိုဖီယာရုရှားတို့ကမူဂျာဟစ်ဒန်လို့ခေါ်တဲ့ကွန်မြူနစ်စနစ်ကိုစန့်ကျင်ခဲ့ကြတဲ့အဖွဲ့ကိုတိုက်ထုတ်ဖို့ကူညီခဲ့ကြတာဖြစ်ပါတယ် ဒီလိုကျူးကျော်တိုက်ခိုက်ကြရင်လည်း1980ခုနှစ်အလဲပိုင်းရောက်တဲ့အခါမှာတော့အာဖဂန်နစ္စတန်ရောက်ရုရှားတို့အတွက်အနောက်ကပံ့ပိုးမှုတွေထောက်ပံ့မှုတွေပြတ်တောက်ခဲ့ရပါပြီ။ဒီလိုနဲ့စစ်မြေပြင်ကရုရှားစစ်သားတွေအတွက်အလိုအဆုံကရိတ်ခါဖြစ်လာပါတော့တယ်။ရုရှားစစ်သားတွေအနေနဲ့အဲ့ဒီအချိန်မှာသူတို့စားဖို့သူတို့ဝတ်ဖို့နဲ့သူတို့လုံခြုံဖို့ရာသူတို့ကိုယ်တိုင်ဖန်ပြီးရပါတော့တယ်။ရုရှားစစ်သားတွေလည်းကြံမရတော့တဲ့အစုံသူတို့မှပါလာတဲ့လက်နက်ခဲယံတွေကိုအာဖဂန်နစ္စတန်ဈေးတွေကရိတ်ခါရောင်းတဲ့ဈေးတွေတွေစီတွားရောင်းချရပါတယ် သူတို့ကသူတို့ရဲ့ကြီးစံတွေနဲ့အစားအသောက်တွေကိုလဲလှယ်ပြီးရောင်းချခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူတို့မသိလိုက်တာကအာဖဂန်နစ္စတန်ဈေးတွေကဆိုဖီယက်တွေစီကရရှိတဲ့လက်နက်ခဲယံတွေကိုမူဂျာဟစ်တွေစီပြန်ရောင်းလိုက်တယ်ဆိုတာပါ။နောက်တော့ဆိုဖီယက်တွေကသူတို့ကြီးစံနဲ့သူတို့ကိုယ်တိုင်ပြန်ပြီးအတိုက်ခိုက်ခံရတာဆိုတာသိရှိသွားခဲ့ကြပါတယ်။ဒီလိုနဲ့ဆိုဖီယက်တွေလည်းသူတို့ရောင်းမဲ့ကြီးစံတွေကိုရန်ွေနဲ့၄နိုင်ကနေ၅နိုင်လောက်ထိပြုတ်ပြီးမှပြန်ရောင်းကြပါတယ်။သူတို့တွေးလိုက်တာကဒီလိုကြီးစံတွေကိုပြုတ်လိုက်ရင်ကြီးစံတွေကအတုံးဝင်တော့မှာမဟုတ်ဘူးဆိုတာပါ။ ဒီလိုနဲ့19ရာစုရောက်တော့ခင့်မိလာတဲ့ကြီးစံအများစုမှာ Mercury Fulminate လို့ခေါ်တဲ့ဓာတုပစ္စည်းတွေပါဝင်လာခဲ့ပါတယ်။တဖြည်းဖြည်းနဲ့အချိန်တွေကြာလာပြီး20ရာစုရောက်တဲ့အခါမှာတော့ခင့်မိကြီးတောက်တွေကိုအသုံးပြုလာကြပါတယ်။ဒီလိုခင့်မိကြီးတောက်တွေမှာ Mercury Fulminate တွေထည့်သွင်းအသုံးမပြုတော့ပါဘူး။ဒီလိုနဲ့ Sophia တို့လည်းရိခါကြောက်တွေအတွက်လက်နက်ခဲယံရောက်ဝဲမှုတွေရပ်တန့်လိုက်ကြပါတော့တယ်။ဒုတိယကမ္ဘာစစ်အတွင်းက Sophia တွေရဲ့ဘသူမှသတိမထားမိတဲ့ကစားကွက်များ ကဲပြည်သက်တို့လည်းတီးကြတဲ့အတိုင်းပါပဲဒုတိယကမ္ဘာစစ်စတင်ဖြစ်ပွားခဲ့တာကအမှန်တကယ်စစ်ဖြစ်တဲ့နိုင်ငံကနှစ်နိုင်ငံလောက်သာရှိပြီးမယ်သူမဟာမိတ်ကိုမဟာမိတ်နိုင်ငံတွေကိုအပြန်အလှန်ကူညီရင်းနဲ့ဒီကမ္ဘာလုံးစစ်ပွဲတွေရောက်ရှိခဲ့တာဖြစ်ပါတယ်အဲ့ဒီအပြင်ဒုတိယကမ္ဘာစစ်မှာထူးဆန်းတဲ့လက်နက်ခဲယမ်းတွေပေါ်ထွက်ခဲ့တာမဟုတ်ဘဲစမ်းကျတဲ့စစ်နည်းဗျူဟာတွေလည်းပေါ်ထွက်ခဲ့ပါတယ်။1940ခုနှစ်ကဂျာမန်လေတပ်လင်းမှုတွေကိုစစ်လေရင်တွေကိုကျွမ်းကျင်စွာမောင်းနှင်နိုင်မှုတေချာလေ့ကျင့်ခဲ့ကြပါတယ်။ ဒါကြောင့်ဂျာမနီလေယာဉ်မှုတွေကဗြိတိန်နဲ့ဆိုဖီးယားလေယာဉ်မှုတွေထပ်ပို့ပြီးစစ်ပွဲအတွေ့အကြုံလဲပိုများခဲ့တယ်လို့ပိုပြီးလဲကြွမ်းကျင်မှုရှိခဲ့ပါတယ်1940ခုနှစ်မှာဆိုဖီးယားလေယာဉ်မှုမရီနာရက်စကိုဗာကဆိုဖီးယားပြည်တော်စုရဲ့လေယာဉ်ပြန်စနစ်ကိုပိုပြီးကြန့်ခိုင်အောင်လို့အစီအစဉ်ကောင်းနဲ့ရေးဆွဲနိုင်ခဲ့လို့နိုင်ငံတော်ကစုချီးမြှင့်တာကိုခံခဲ့ရပါသေးတယ် ဒါပေမဲ့လည်းတကယ်တမ်းစစ်ကြီးဖြစ်တဲ့အခါဆိုဖီးယားရုရှားပြည်ထောင်စုကအမျိုးသမီးတွေကိုစစ်ပွဲမှာမပါဝင်ဖို့အမိန့်ချမှတ်ခဲ့ပါတယ်။ဒါကြောင့်လည်းအမျိုးသမီးလေရင်မှုဖြစ်တဲ့ Marina Raskova ကစစ်ပွဲအတွင်းလေရင်ပြန်တမ်းဖို့အခွင့်အရေးမရခဲ့ပါဘူး။ဒါပေမဲ့စစ်နီဗျူဟာကိုကျွမ်းကျင်တဲ့သူမကသူမတို့ရဲ့မဟာမိတ်နိုင်ငံတွေရဲ့အကူအညီလိုနေပြီဆိုတာသဘောပေါက်ခဲ့ပါတယ်။ဒါကြောင့်သူမကဆိုဖီးယားကောင်ဆောင် Joseph Stanley နဲ့တွေ့ဆုံခဲ့ပါတယ်။ ူမရဲ့လိမ္မာပါနှက်မှုနဲ့မရိနာကသူမကိုအမျိုးသမီးလေးချောင်းစစ်စင်အဖွဲ့ပေးဖို့နဲ့ရန်သူတွေကိုတိုက်ခိုက်ချေမှုန်းဖို့ခွင့်ပြုချက်ရခဲ့ပါတယ်။ဒီလိုခွင့်ပြုချက်ရပေမဲ့မရိနာဥဆောင်ခဲ့တဲ့အမျိုးသမီးအယောက်80ပါတဲ့လင်းမှုအဖွဲ့ကတစ်သားနဲ့ပြုလုပ်ထားတဲ့အပေါ်စားလင်းတွေကိုသာမောင်းနှင်ခွင့်ရခဲ့ပါတယ်။အဲ့ဒီလင်းတွေကတော့ Public P2S လို့ခေါ်တဲ့လင်းတွေပဲဖြစ်ပါတယ်။ရင်နှောင်းကတော့အဲ့ဒီလင်းတွေကိုကောက်ပဲတီးနှံတွေဖြတ်တဲ့အခါနဲ့လင်းအတင်မောင်းတင်ကြတဲ့အခါမှာအတုံးပြူတာဖြစ်ပါလေ ဒီလိုအရေးသေးညံ့တဲ့လေရင်တွေကိုစစ်ပွဲအတွင်းဘုံးချိတ်ပြီးမောင်းရတဲ့အခါမှာတော့အမြင့်ပြန်တန်းလို့မရပဲအနေထားအနေနဲ့သာပြန်တန်းကြပါလိမ့်။ကောင်းတာတစ်ခုကတော့ဒီလေရင်ဟာရေဒါစနစ်မှာမပေါ်ပါဘူး။ဒါကြောင့်ညာဘက်ပြန်တန်းတဲ့အခါရန်သူတွေမမြင်အောင်ပြန်တန်းပြီးလျှို့ဝှက်စွာနဲ့စစ်စင်ရီတွေကိုဆင်နွှဲနိုင်ပါလိမ့်။ဒီလိုနဲ့ဂျာမန်တပ်ရင်းတွေစီကိုပြန်တန်းခဲ့ကြပြီးရန်သူစစ်စခန်းနီးတဲ့အချိန်ကျမှသာအင်ဂျင်တွေကိုနှိုးပြီးဘုံးတွေကိုကျဲချကြတာဖြစ်ပါလိမ့်။ဒီလိုနဲ့ညာဘက်လောက်ရောက်မှသာအတန်တိတ်လာရောက်ကြဘုံးကျဲသွားခဲ့တဲ့ ဆိုဖီးရဲ့လင်းရင်တွေကိုဂျာမနီတွေကညာဘက်ပေါ်ထွက်လာတဲ့ညာဆုံးနေလို့တောင်တင်စားခေါ်ခဲ့ကြပါသည်ဒီဖြစ်ရပ်ကဂျာမန်စစ်သားတွေဂျာမန်ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါသည်စစ်ပွဲအတွင်းဆိုဖီးရဲ့တို့ရဲ့အမျိုးသမီးလေးတက်ဟာတတိဆိတ်ဘုံကျဲတိုက်ခိုက်မှုကိုအချိန်ပေါင်း3000ခန့်ပဝင်တိုက်ခတ်ခဲ့ကြပြီးလက်နက်ခဲယံတန်ချိန်ပေါင်း2300ခန့်ရန်သူတွေအပေါ်ဖောက်ခွဲကြခဲ့ပါသည်ဒီလိုနဲ့မာရီနာခေါင်းဆောင်နဲ့အမျိုးသမီးလေးတက်ဟာဆိုဖီးရဲ့လေးတက်တော်ကိုအောင်မြင်အောင်ကူညီနိုင်ခဲ့ပါသည် အမျိုးသမီးဖြစ်ပေမဲ့ဇာမသေးတဲ့တမိုင်းလေးကအားကအမျိုးသမီးတွေလို့တောင်ပြောလို့ရပါတယ်။ဒီလိုနဲ့ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားတဲ့အခါမှာတော့အမျိုးသမီးလေယာဉ်မှု80%တွေက23ကိုနိုင်ငံတော်ကဆိုဖီးယားပြည်ထောင်စုရဲ့သူရဲကောင်းများဆိုတဲ့စုကိုချီးမြှင့်ခဲ့ပါတယ်။ဒါဟာတကယ်ကိုအန်အောစရာကောင်းတဲ့အမျိုးသမီးတွေလို့မထင်ဘူးလားပြည်သက်တို့ကြီး။ကဲပြည်သက်တို့လည်းကြားဖူးကြမှာပါကမ္ဘာစစ်ကြီးဖြစ်ပေါ်ခြင်းရဲ့အကြောင်းရင်းတွေထဲမှာလက်နက်အပြိုင်ဆိုင်တပ်ဆင်ခြင်းဆိုတဲ့အချက်လက်တွေလည်းပါဝင်ပါတယ်ဒီတော့လက်နက်တွေကိုတူတူငန်းငန်းအပြိုင်ဆိုင်တပ်ဆင်ရင် ဂျာမန်စစ်တပ်ကရေထဲကနေလူသူမသိတိုက်ခိုက်လို့ရမယ့်နည်းတွေကိုတီထွင်ပါတော့တယ်ဒီလိုနဲ့ဂျာမနီတွေကရေငုပ်သင်းမော့တွေတီထွင်လာခဲ့ပါတယ်။အမှန်တော့ရေငုပ်သင်းမော့တွေကိုပထမကမ္ဘာစစ်ကတည်းကစတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ဂျာမန်တွေကရေငုပ်သင်းမော့တွေကို U-boat လို့ခေါ်ဆိုခဲ့ကြပါတယ်။ရေငုပ်သင်းမော့ကိုတီထွင်နိုင်တဲ့နိုင်ငံကအမတန်လေးအင်အားကြီးမှာခဲ့ပါတယ်။1914ခုနှစ်မှာတော့ပြည်ထိန်တပ်မတော်ကသင်းမော့၃စီကိုထုတ်လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ရေငုပ်သင်္ဘောတွေကိုထုတ်လုပ်တိုက်ခိုက်ခဲ့ပြီးမယ်အဲ့ဒီအချိန်တုန်းကရေငုပ်သင်္ဘောကိုစန့်ကျင်တိုက်ခိုက်တဲ့လက်နက်တွေနီးပညာတွေကိုတော့ဘယ်နိုင်ငံကမှမတီထွင်ခဲ့ပါဘူးရေငုပ်သင်္ဘောတွေဟာသူတို့ရဲ့အပေါ်မှာပါတဲ့အလွှာနဲ့ရေပြင်အထက်မှာရှိတဲ့သင်္ဘောတွေကိုခြေရခံပြီးလိုက်လေရှိပါတယ်ဒါပေမဲ့ရေပြင်အထက်မှာရှိတဲ့သင်္ဘောကတော့သတိမထားမိပဲရေငုပ်သင်္ဘောရဲ့ပြစ်မှတ်ဖြစ်ပါတယ်ဒီလိုစစ်ပွဲအတွင်းတုန်းကဘီရင်သင်္ဘောတစ်စီးဟာ ဂျာမန်ရေငုပ်သင်းမောရဲ့တိုက်ခတ်ခြင်းကိုခံရတဲ့အတွက်ဗီဒိန်သင်းမောကလည်းစစ်သား၂ယောက်လောက်သာစီးနေနိုင်တဲ့လှေငယ်ကလေးနဲ့စစ်ပွဲဖြစ်ပွားတဲ့သင်းမောနားတစ်ဝိုက်မှာရေငုပ်သင်းမောရဲ့လိုက်လံရှာဖွေဖို့အတွက်စီလုခံခဲ့ရပါတယ်။ဒီကင်းတဲ့လေကလေးကရန်သူရဲ့ရေငုပ်သင်းမောကပရက်စကော့ကိုတွေ့ပြီးဆိုတာနဲ့ချိုးဖြက်ဖြက်ဖို့အတွက် တာဝန်ယူရလေရှိပါတယ်။လေကလေးမှာရှိတဲ့စစ်သားတွေကညွှန်ကြားချက်အတိုင်းရန်သူရဲ့ရေငုပ်သင်းမောကပရက်စီယက်ကိုဖြစ်စီဖြစ်နိုင်အောင်ကြိုးစားပါတယ်။ ဒီလိုချိုးဖျက်လိုက်တဲ့အခါသူ့ကိုအတုံးပြူပြီးဖျက်ဆီးကြပါတယ်။ဒါကြောင့်အဲ့ဒီခေတ်ကာလရေချောင်းစစ်စင်ဆင်းပြီးဆိုရင်တော့ Precisoscope ဖျက်ဆီးဖို့လက်နက်အဖြစ်သူ့ကိုမဖြစ်မနေယူဆောင်ရပါတယ်။ဒီစစ်စင်ရေကိုသူစစ်စင်ရေလို့လည်းခေါ်ဆိုကြပြီးကမ္ဘာစစ်အတွင်းသူ့ကလည်းလက်နက်ကရိယာအဖြစ်စည်ရင်ဝင်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ဘီဒိန်ရေတပ်ဟာရေငုပ်သင်းမော်တွေကိုဖျက်ဆီးဖို့ပိုကောင်းတဲ့လက်နက်တွေတီးထွင်ခဲ့ကြပါတယ်။အရင်ကလို Prescopy ကိုဖျက်ဆီးဖို့ထက်ရင်ငုတ်သင်းမောရဲ့နေရံတွေကိုဖောက်ခွဲဖျက်ဆီးဖို့လက်နက်အသစ်တွေတီထွင်လာခဲ့ကြပါတယ် လက်နက်အသစ်တွေအသုံးပြုပြီးနောက်မှာတော့တူအသုံးပြုမှုကလည်းတခမ်းရက်ခဲ့ရပါပြီ။စစ်ပွဲအတွင်းတပ်မတော်အသီးသီးကအသုံးပြုခဲ့တဲ့တိရစ္ဆာန်များစစ်ခင်းကြတဲ့ခေတ်မှာတော့နိုင်ငံအသီးသီးကခေါင်းဆောင်တွေအတွက်အရရာတိုင်းကအသုံးဝင်ခဲ့ပြီးတွေးသမျှအရာတိုင်းကိုအသုံးချခဲ့ပါပြီ။အမျိုးသားတွေအမျိုးသမီးတွေသာမကတိရစ္ဆာန်တွေကိုလည်းအသုံးပြုခဲ့ပါပြီ။ဒုတိယကမ္ဘာစစ်အပြီးမှာတော့အမေရိကန်နိုင်ငံကစွမ်းအမြင့်မားဆုံးလက်နက်ကိုတီထွင်ခဲ့ပါပြီ။အဲ့ဒါကတော့နျူကလ িয়ার ဘုံပါ။ ဒါပေမဲ့အမေရိကန်လိုအင်အားကြီးနိုင်ငံကလည်းအနုပြုပုံကိုမတီးထွင်ခင်ကရှေ့ကျတဲ့ဖောက်ခွဲရေးလက်နက်တွေကိုတီးထွင်ခဲ့ပါတယ်။အဲဒါကတော့တရိတ်ဆန်တွေကိုအသုံးပြုတဲ့လက်နက်ပါ။လင်းတို့တွေမှာဖောက်ခွဲရေးဘုံးတွေတက်ပြီးရန်သူတွေကိုတိုက်ခိုက်ခဲ့တာပါ။1940ခုနှစ်ကအမေရိကန်နိုင်ငံပိုက်ပလဲစိတ်ကန်းကိုဘုံးခွဲတိုက်ခိုက်ပြီးတဲ့နောက်အမေရိကန်နိုင်ငံကလင်းတို့တွေကိုအသုံးပြုပြီးဖောက်ခွဲတိုက်ခိုက်ရေးတွေပြုလုပ်ခဲ့ပါတယ်။သူတို့ကလင်းမြန်ဘော်ကနေဖောက်ခွဲပစ္စည်းတွေတက်ဆင်ပေးထားတဲ့လင်းတို့တွေကိုဂျပန်နိုင်ငံကမျိုးတွေဘော်ကိုဘုံကျဲချခဲ့ပါတယ်။ ဒီလိုနဲ့ဂျပန်မျိုးကြီးပြည်ကြီးတွေပေါ်ကပျက်စီးလွယ်တဲ့အဆောက်အုံတွေပြီးသူကလက်ရာတွေတော်တော်များများဖျက်ဆီးနိုင်ခဲ့ပါတယ်။အမေရိကန်နိုင်ငံကတခါတခါဘုံကျဲချတဲ့အခါတိုင်းလင်းတို့အကောင်ပေါင်းတထောင်လောက်ကိုအသုံးပြုပြီးဖောက်ခွဲလေရှိပါတယ်။1945ခုနှစ်ရောက်တဲ့အခါမှာတော့ဖြက်ဆွဲရင်မြင်တဲ့လက်နက်တစ်ခုကိုအမေရိကန်35တန်တန်နဲ့ကြီးရှိတဲ့လက်နက်တစ်ခုတီထွင်ခဲ့ပါတယ်။အဲဒီလက်နက်ကတော့ဂျပန်နိုင်ငံဟီရိုရှိမားနဲ့နဂါဆာကီတို့အပေါ်ကျဲချခဲ့တဲ့အနုပြုပုံပါ သူတို့ကလင်းတို့တွေကိုအတုံးပြူပြီးတိုက်ခိုက်ခဲ့တဲ့အကြမ်းကနေကုန်ကြစည်ကြီးမာတဲ့အနုပြူပုံကိုတီထွင်ခဲ့ပြီးဒုတိယကမ္ဘာစစ်ကိုအဆုံးသတ်စေခဲ့တာလည်းဖြစ်ပါတယ်။အမေရိကန်နိုင်ငံကလည်းလင်းတို့တွေကိုစစ်ပွဲအတွင်းအတုံးပြူခဲ့တယ်လို့ပဲနောက်ထပ်တိရစ္ဆာန်တွေကိုအတုံးပြူတဲ့နိုင်ငံတစ်နိုင်ငံလည်းရှိပါသေးတယ်။အဲ့ဒါကတော့ BC 100ကနေ900 BC အတွင်းအိန္ဒိယနိုင်ငံကရှေးခေတ်ဘီရင်တွေကတိုက်ပွဲတွေမှာစင်တွေကိုအတုံးပြူခဲ့တာဖြစ်ပါတယ်။ရှေးခေတ်ဘီရင်တွေရဲ့တိုက်ပွဲအတွင်းစင်တွေကိုအတုံးပြူတာက ကျွန်တော်တို့အရှိတောင်အာရှနိုင်ငံတွေအတွက်တော့အထူးဆန်းရင်မဟုတ်ပါဘူးမြမရာဇဝင်တွေမှာဆိုရင်လည်းဘရင်တွေအချင်းချင်းဒါမှမဟုတ်သူရဲကောင်းအချင်းချင်းစီဂျင်ထိုးတဲ့တိုက်ပွဲတွေလည်းရှိပါတယ်ပထမကမ္ဘာစစ်အတွင်းတုန်းကမှတ်တမ်းတင်ခဲ့တဲ့ဒပုံဒပုံမှာလေအမေရိကန်စစ်သားတစ်ယောက်ကစင်တကောင်ရဲ့ကြောကုန်းပေါ်ကနေရန်သူကိုတန်းနှက်နဲ့ချိန်ပြီးဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်ဒါပေမဲ့တကယ်တမ်းမှာအမေရိကန်နိုင်ငံကစင်တွေကိုစစ်ပွဲအတွင်းတိုက်ခိုက်ဖို့အသုံးပြုခဲ့တာမဟုတ်ပါဘူး သူတို့ကစင်တွေကိုရိခထောက်ပတ်တဲ့အခါမှာစင်တွေနဲ့တဲဆောင်မှုအတွက်ကောက်ပတ်တီးနဲ့ရိတ်သိမ်းတဲ့အခါမျိုးမှာအသုံးပြုတာပါအင်္ဂလန်နိုင်ငံမှာတော့စစ်ပွဲအတွင်းတုန်းကမြင်းတွေကိုအရေးအတွက်အများကြီးဝယ်ယူခဲ့တဲ့အထောက်အထားတွေရှိပါတယ်။အင်္ဂလန်နိုင်ငံကအခုထိတော်ဝင်မိသားစုအခမ်းအနားတွေမှာမြင်းတွေကိုအသုံးပြုနေသေးပါ။နောက်ပြီးစိတ်ဝင်စားစရာကောင်းတာကအမေရိကန်ရေတပ်ဟာရေထဲမှာရှိနေတဲ့ရန်သူတွေရဲ့ဘုံတွေကိုရှင်းလင်းဖို့လပိုင်တွေကိုအသုံးပြုခဲ့တယ်လို့လည်းဆိုပါတယ်။ 1959ခုနှစ်တုန်းကအမေရိကန်တွေကလပိုင်တွေကိုဘုံရှာဖွေတောင်းတင်ရှားပေးပြီးရေတပ်မှာအုံပြုခဲ့တယ်လို့လည်းဆိုပါရယ်ဒီလိုဘုံရှာဖွေပြီးတာဝန်ထမ်းဆောင်ပေးတဲ့လပိုင်တွေကငားတွေပြန်လဲကျွေးမှုတွေဆိုတဲ့သမိုင်းတွေလည်းရှိပါရယ်ကဲကျွန်တော်ဒီကနေ့ပြောပြပေးသွားတဲ့ကဘာစစ်တွေတုန်းကအုံပြုခဲ့ကြတဲ့ထူးထူးဆန်းဆန်းလက်နက်တွေအကြောင်းကိုပရိသတ်တို့လည်းသိရှိပြီးသွားလောက်မယ်လို့ထင်ပါရယ် ပြည်သက်တို့ရောကဘာစစ်အတွင်းစစ်ခေါင်းဆောင်တွေအသုံးပြုခဲ့တဲ့လက်နက်တွေတိရစ္ဆာန်တွေအကြောင်းကိုသိရှိပြီးအံ့ဩသွားကြပြီလားဗျာနောက်ထပ်ဒီလိုမျိုးထူးဆန်းတဲ့အကြောင်းအရာတွေဆက်လက်တင်ဆက်ပေးသွားမှာမလို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်သွားဖို့တောင်းဆိုပါရစေအစည်းအဝေးလေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ